ထေးကြီးကိုကြောက်ပြီးထွက်ပြေးအောင်လုပ်ခဲ့တဲ့လာဖညံ့ရဲ့ပြဆက်ဇလန်းဆာမှာတီဟာလို့ခေါ်တဲ့မျိုးသားတယောက်ကဘောလုံးကွင်းရဲ့ VIP ခုံနှမ်းမှာထိုင်နေတာကို တွေ့ရတယ်။သူ့ဘေးနားမှာတော့သူ့ကောင်မလေးမိလည်းပါလာပါတယ်။သူတို့နှစ်ယောက်ထိုင်နေတုန်းမှာပဲဘေးနားကတတိယတယောက်နဲ့မတော်တဆစကားပြောမိကြတယ်။အဲ့ဒီတထေးကြီးကလောင်စားဆိုရင်အယံဝါဒနာပါတဲ့သူဆိုတာကိုတီဟာကချက်ချင်းရိမ့်မိလိုက်တယ်။ပြီးတော့တီဟာကအကြံတစ်ခုထုတ်လိုက်တယ်။ သူကတထေးကြီးကိုအပြော်သဘောလောင်းကြီးထပ်ဖို့စပြီးမျှောက်ပြင်ပေးလိုက်တယ်ပထမဆုံးသူတို့ကဒေါ်လာ၁၀တန်းလောင်းကြီးလေးတွေနဲ့အဆကစားကြတယ်ဘသူကဘယ်မင်းကလေးကိုလှက်ကြည့်မလဲဆိုတာမျိုးပေါ့ပြီးတော့တီဟာကတမင်တသက်ရှုံးပေးလိုက်ရဲ့တထေးကြီးကနိုင်သွားတော့ပျော်သွားပြီးလောင်းကြီးကိုတဖြည်းဖြည်းမြင်လာတော့တယ်ဒေါ်လာ၁၀၀ကနေ900 900ကနေ1000အထိရောက်လာတယ်တီဟာကနိုင်မလို့လို့နဲ့ကြံရှုံးပြလိုက်တော့ အထေးကြီးကစိတ်တွေပိုလှရှားလာပြီးနောက်ဆုံးမှာတော့ဒေါ်လာ9000အထိကျေးထက်လိုက်တယ်ပွဲချိန်ကျလာတဲ့အမျှအတီဟာကဒေါ်လာတန်းကျော်လောက်ရှုံးသွားပြီးမိကသူ့ကိုပြန်ဖို့ပြောပေမဲ့အတီဟာကလက်မခံဘူးသူကတထေးကြီးကိုစိန်ခေါ်လိုက်တယ်ကျွန်တော်နောက်ဆုံးပွဲအနေနဲ့ရှိသမျှအကုန်ပုံမယ်နိုင်အကုန်ယူမယ်ရှောင်းရင်အကုန်ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်ထေးကြီးကလည်းသွေးဆူနေပြီမို့ချက်ချင်းလက်ခံလိုက်တယ်ဒီတစ်ခါလောင်းကြီးကဒီခါလောင်းကြီးကတော့နည်းနည်းထူးဆန်းတယ်တထေးကြီးကကွင်းထဲကကစားသမားတွေတဲကအကြိုက်တဲ့သူတယောက်ကို မှန်ပြောင်းနဲ့ကြည့်ပြီးရွေးရမယ်။မေကအဲ့ဒီကစားသမားရဲ့ကြောနံပါတ်ကိုမှန်အောင်ဟောနိုင်ရင်တီဟာတို့နိုင်မယ်။တထေးကြီးကအမှန်ပြောင်းကိုယူပြီးကစားသမားတယောက်ကိုစိတ်ထဲကယူလိုက်တယ်။မေကဘာမှမစင်စားပဲသူ့စိတ်ထဲပေါ်လာတဲ့ကဏ္ဍတစ်ခုကိုရွတ်ခနဲပြောလိုက်တယ်။နံပါတ်55တထေးကြီးမျိုးလုံးပြူးသွားတယ်။ သူရေးထားတဲ့ကစားသမားရဲ့နံပါတ်ကတကယ်ပဲ55ဖြစ်နေလို့ပါပဲတကယ်တော့ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးတီဟာတို့ဖွဲ့ကတထေးကြီးဟိုတယ်ကဆင်းလာကလေးကလမ်းဘေးဆိုင်ပုတ်တွေဓာတ်လေကခလုတ်တွေသူစည်းလာတဲ့ကားပေါ်ကချင်းတန်စင်အားလုံးမှာ55ဆိုတဲ့ကဏ္ဍကိုမတိစိတ်ထဲရအောင်ထပ်ကထပ်ခါပြသခဲ့တာပါဒါကြောင့်တထေးကြီးကွင်းထဲကိုကြိလိုက်တဲ့အခါသူ့အုံနောက်ကအလိုလျောက်55ကိုပဲရွှေမိသွားတာဖြစ်ပါတယ်။ ီဟာတို့ဆက်ချင်းမဲ့ဒေါ်လာတန်းနဲ့ချီညက်သွားခဲ့ပါတယ်ဇက်လန်ကတုံးလက်ကြပြီးနောက်ကိုပြောင်းသွားတယ်တီဟာကနောက်ထပ်အဆီဇင်ကြီးတစ်ခုကိုစတင်မှုစ조사နေတယ်ဒီတစ်ခါတော့ကားပြိုင်ပွဲလောကမှာသူကတန်ကားအစ်စ်ပိုင်ရှင်တယောက်စီကနေပြိုင်ပွဲနိုင်စေမဲ့နီးပညာတစ်ခုကိုခိုးယူဖို့ကြံစီနေတာပါအဲ့ဒီမှာမေနဲ့ပြန်တွေ့တဲ့ဒါပေမဲ့မေကအဲ့ဒီမှာရှင်သတိရဲ့ကောင်မလေးအဖြစ်ဟန်ဆောင်နေတာကိုတီဟာတွေ့လိုက်ရတယ်။အဲ့ဒီမှာမေနဲ့ပြန်တွေ့တယ်။ဒါပေမဲ့မေကအဲ့ဒီအသိမှရှင်သတိရဲ့ကောင်မလေးအဖြစ်ဟန်ဆောင်နေတာကိုတီဟာတွေ့လိုက်ရတယ်။ ဒီဟာကအင်ဂျင်နီယာဖြစ်ဟန်ဆောင်ပြီးအဖွဲ့ရဲကိုဝင်သွားတယ်။သူတို့နှစ်ယောက်ကမတိပြင်းအောင်ဆောင်ပြီးတထေးစီကနေဤပညာကိုခိုးထုတ်လိုက်တယ်။ပြီးတော့တခြားပြိုင်ဘက်အသင်းတွေကိုယူရိုတန်းတော်များစွာနဲ့လိုက်အောင်စားခဲ့ကြတယ်။ပတ်စံနေအများကြီးရလာပေမဲ့တထေးကဒီဟာရဲ့အကွက်ကိုရိမ့်မိသွားပြီးသူတို့နှစ်ယောက်လုံးကိုဖမ်းဆီးလိုက်တယ်။တထေးကဒီဟာနဲ့မေကိုဂိုရောင်တစ်ခုလည်းခေါ်သွားပြီးလက်ပြန်ကျုပ်တို့ထားလိုက်တယ်။သူခိုးထားတဲ့ပတ်စံနေအားလုံးကိုလည်းပြန်သိမ်းလိုက်တယ်။ အထေးကမင်းမလို့လုပ်ပြီး software ကိုခိုးခဲ့တာလေလို့ဒေါသတကြီးပြင်းပြနေတော့မှာပဲအထေးရဲ့တက်တော်ဆောက်ကြီးကရုတ်တရက်တနန်းထုတ်ပြီးတီဟာရင်ဘတ်တက်တဲ့ကိုပြစ်ထည့်လိုက်တယ်။ဒိုင်းနဲ့အတန်နဲ့အတူတီဟာလဲကျသွားတယ်။တထေးလဲလမ်းဖြန်သွားတယ်။လူသတ်မှုဖြစ်သွားပြီးမှရဲရီမလာခင်တထေးကအကြောက်လန့်တကြားထွက်ပြေးသွားတော့တယ်။ ground ထဲမှာတီဟာရဲ့အလောင်းနဲ့ငိုနေတဲ့မင်းပြီးတော့တနက်ပြတနက်ပြလိုက်တဲ့တက်တော်ဆောက်ကြီးပဲကျန်ခဲ့တယ်။တထေးထွက်သွားပြီးခဏကြာမှာတော့တေနေရဲ့တီဟာကမျက်လုံးပွင့်လာပါတယ်။ဒါတော့တနက်ပြလိုက်တဲ့တက်တော်ဆောက်ကြီးဟာတီဟာရဲ့အဖေရင်းဖြစ်နေတာပါ။ ူကဒီဟာရဲ့နှလုံးနဲ့လွဲအောင်တွက်ချက်ပြီးပြစ်ခဲ့တာဖြစ်တယ်။သွေးထွက်လွန်လာမျိုးမရှိအောင်လဲဆေးပညာနီးလန်းနဲ့ချက်ချင်းကုသပေးလိုက်တယ်။ဒီဟာပြတ်ရှင်လာခဲ့တယ်။ဒါဟာတတိယကိုကြောက်ပြီးဖက်ပြေးသွားအောင်လုပ်ခဲ့တဲ့သူတို့သားဖရဲ့အမြင့်ဆုံးလက်ကွက်တစ်ခုပါပဲ။နောက်ဆုံးမှာတော့ဒီဟာနဲ့မေကပတ်စံတွေမရလိုက်ပေမဲ့အသက်ရှင်ရဲ့ပြတ်ဆုံးတွေ့ခဲ့ကြပြီးဆက်လန်ကပြီးဆုံးသွားပါတယ်။ဆက်လန်ကတော့ဒါပါပဲရှင်။ကျေးဇူးများကြီးတင်ပါတယ်။